်ဆရာအခုကကျွန်တော်တို့ဒီငလင်ပြီးတဲ့ချိန်မှာနောက်ဆက်တွဲငလင်နေလဲတော်တော်လေးလှုပ်တယ်ပေါ့နော်လှုပ်တဲ့အခါမှာဒီငလင်ပေါင်း200ကျော်လောက်ရှိတာကိုဒီကျွန်တော်တို့ research လေးပြန်လုပ်ကြည့်လိုက်တဲ့အခါကျတော့ဒီမန္တလေးမြို့နဲ့ဒီတပိတ်ချင်းတို့နေပြည်တော်တို့မန္တလေးတို့မှာအဲလှုပ်တဲ့ after shock တွေကတော်တော်လေးအင်အားပြင်းတယ်ပေါ့နော်4.7 5.5လောက်အထိကိုရှိရပေါ့ဆရာဆိုတော့အဲ့ဒီ after shock တွေအကြောင်းကိုဟိုနည်းနည်းဟိုပြန်ပြီးတော့ပြောပြပါအောင်ဆရာဟုတ်ကဲ့ ပါရန်တရေရှိလဲပေါ့ဆရာဘာလို့ဒီမန္တလေးအဲနဲ့အနီးတဝိုက်မှာပဲလှုပ်တဲ့ after shot တွေကအမြတ်ပြင်းနေရတာလဲပေါ့ဆရာဟုတ်ကဲ့ after shot ရဲ့သဘောကတော့ဟာသူကဟိုအမှန်တကြီးမားတဲ့လှုပ်ရှားမှုတစ်ခုဖြစ်သွားတယ်ပေါ့တမီးပြင်းနေရဟိုဒူတွေမြင်တောင်ပြောရရင်တော့ဟို policy တင်ထားတဲ့မြင်းချောင်းမြင်းချောင်းရဲ့ beat temperature ကအသာနှစ်ခုရွေးသွားတာမဟုတ်ဘူးလေအဲ့တော့ကြမ်းတမ်းနဲ့ကြောက်လာတယ်ကြောက်သူတွေအများကြီးရှိတဲ့နေရာမှာဒါအင်အားကြီးကြီးနဲ့ရှိသွားတဲ့အခါမှာကြမ်းတဲ့ပိုင်းနေရာ ဟိုမရွေမလုတ်သေးပဲကြံနေတဲ့ဘိုင်းနေတဲ့ light လောက်တာပေါ့နော်ဥမာတိုက်ကြီးတကူပြိုပြီးရင်တော့မှဘေးမကြီးရဲ့အစအနာတွေကဆက်ပဲ့ကြနေတာမျိုးပေါ့နော်ဥမာတပြည့်စည်းလဲတယ်ပေါ့ကွာတပြည့်စည်းလဲတယ်တပြည့်စည်းကျန်းနဲ့ကျန်းမြေကိုလဲလိုက်တဲ့အခါမှာချောနေတဲ့နေရာမှာလဲလိုက်ရင်တော့တပြည့်စည်းကျန်းကဒီတိုင်းအချောင်းတွေအလုံးရွေ့သွားတာပေါ့အဲတော့ကြောက်ခဲတွေကြောက်တုံးတွေရှိတဲ့နေရာမှာတဲတဲ့အခါကျတော့တချို့တုံးတွေနဲ့တချောင်းကတလီကကျန်ခဲ့တယ်ပြီးမှအဲ့ကောင်ကရှေ့ကိုတွေးလာတယ်ပေါ့ဟုတ်တယ်ပါအဲ့လိုမျိုးပေါ့နော် ဲ့ဒီကကြောင့်အတာကြော့ကဒီလိုမျိုးကြီးမားတဲ့ကလေးကြီးဖြစ်ရင်ဒီခါလေးကြာရင်တစ်နှစ်လောက်တော့ကြာတယ်ဟုတ်ကဲ့အသေးလေးတွေကလိုက်လှုပ်နေတာပဲပေါ့နော်ခုဖြစ်နေတဲ့4 root 5 root ဆိုတဲ့ပမာဏတွေကကိုပြောတဲ့ဖြစ်ခဲ့တဲ့ဒီ7.7 root 7.8 root နဲ့ရှင်လို့ရှိရင်စွမ်းဤအင်းပမာဏအရန်ကြီးกว่าတယ်အရန်ကြီးမားကြီးကြီးမားမားကိုกว่าတယ်ပေါ့နော်အစာပေါင်းများတော့กว่าတယ်ဒီကလေးပမာဏတစ်ခုနဲ့တစ်ခုကိုရအစ30လောက်ကြံပြင်းกว่าတော့အဲ့ဒီခါကျကဏ္ဍတစ်လုံးကတော့ဗာ10နဲ့2နဲ့3ကအလုပ်กว่าတဲ့ခါကျတော့အခုလည်း လောက်ကြီးတဲ့ငလင်းလုပ်ပြီးတဲ့ကမှာငလင်းငယ်လေးတွေကဖြစ်တဲ့သဘောလေးဖြစ်တဲ့အဲ့တော့အန်နီရဲ့ဘက်ကိုစဉ်းစားကြရသူပေါ့နော်အန်နီကျတော့သူကသူ့ကြောင့်တော့တိုက်ရိုက်တော့ဘာမှထိခိုက်ကြီးမှမရှိဘူးဒါပေမဲ့လည်းအရင်ငလင်းကြီးတော့ဖြစ်ခဲ့တဲ့မပြိုသေးမပြက်သေးပဲကြံခဲ့တဲ့အပိုင်းနေပေါ့နော်တကြောင်းနေဟာကုဏပြောတဲ့ငလင်းငယ်တွေကြောင့်ပြိုကျနေတယ်ဥပမာမိုးရာတီမလို့မိုးလေးရွာလိုက်တယ်ဘူလာအဲ့ကြောင်းထဲမှာကြီးသေးပြည့်နေတယ်အဖရာကျော့လေးကနေဘူးခွိုင်ဖိုက်လောက်ကဖိုက်လောက်ကဘူးလောက်ဖိုက်လောက်ကလည်း ့ဖြိုချပလိုက်နိုင်တယ်ပေါ့နော်ဥမာဆယ်ကြီးဒီမှာအเจ้าနေပေါ်ခဲ့တယ်အခုချိန်မှာအရင်တော့တော့သိမ့်မသိတာဘူးပေါ့နော်ဆယ်ကျိုးလောက်အောင်ဖြစ်ဘူးဒါပေမဲ့အဲ့ဒီအเจ้าလေးတွေကနေဂလူငလင်ငယ်တွေကြောင့်လည်းစိတ်ထွက်သွားတာတို့ပြဲထွက်သွားတာတို့တွေဖြစ်နိုင်ပြီးတယ်ဒါသဘောဝပါပဲအဲ့လိုပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဆိုတော့ဆရာဒီနောက်ဆက်တွဲငလင်နေဖို့ကျွန်တော်တိုင်းတာတဲ့အခါမှာဒီပေါ့နော် ငလင်ပြင်းကဘယ်လောက်ရှိလဲဘာဘယ်လောက်ရှိလဲဆိုတော့မိုးစလာတော့ပုံမှန်ထုတ်ဟွာထုတ်ပြန်နေရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုမနေ့ကအေးဆရာဒေါက်တာမျိုးတန်နေပေါ့နော်ဟိုအင်တာဗျူးလည်းလုတ်လုတ်ခဲ့ပါတယ်ဆိုတော့ तू ကတော့ဘယ်လိုပြောလဲဆိုတော့ဆရာဒီမြန်မာပြည်ကဒီငလင်တိုင်းဆက်တွေရဲ့ဟို तू ကမကိုးကားဘူးပေါ့နော် तू ကဥမာအမေရိကကဆိုလို့ရှိရင် USSG USG Yes Okay USGS ရှိမယ်သူတို့ထိုင်းကငလင်ဟာဆက်တွေကို तू ကိုးကားပြီးပြောတာပေါ့နော်အဲ့တော့ကျွန်တော်ကလည်းမေးကြည့်တာဆရာဘာလို့မြန်မာ အာဆက်တွေကိုဆရာမကိုးကားရလဲပေါ့နော်ဆိုတော့ तू ကလည်းဟာဒါမြန်မာငါတို့မြန်မာပြည်မှာဆက် site တယ်ငလင်းတိုင်းဆက်ကဟိုပါဗာလဲအလုံးများစားကြီးမရှိဘူးပေါ့နော်အဲဆိုတော့အဲ့ဒါအဲ့ဒီဘိုင်းလို့ဆရာကိုလည်းမေးချင်ပါတယ်ဆရာကောတကယ်ငလင်းပညာရှင်တယောက်နေလို့ဆိုလို့ရှင်ဘလို့ဘာကြောင့်ဘလို့ဟာတွေကိုးကားပြီးတော့ဘာကြောင့်မြန်မာပြည်ကပြည်တွင်းဟာတွေကမကိုးကားဖြစ်ဘူးလားပေါ့နော်ဆရာဟုတ်အဲ့ဒီလိုဟာတို့တွေငလင်းကိုစားလိလိုက်ကြည့်ပေါ့နော်တပြည့်နှစ်ထောင်လောက်တော့ကတော့နှဝိုင်းမှာငလင်းတိုင်းဆက်က၄လုံးပဲရှိတယ် အကြီးလေးလို့ပေါ့နော်ဒါအဲ့ဒီမျိုးကြီးတည်းမှာရှိခဲ့တာဒါရအောင်က convention တွေပေါ့နော် convention တွေဆိုတာဘာလဲဆိုတော့မျက်စိတွေမြင်အောင်ပြောရင်တို့ရှေ့ခေတ်တုန်းကအတိုင်းပဲရှင်းလုံးနှလုံးဟိုဆက်ကူတွေပြပါတွေနှလုံးနဲ့အဲ့မှာမှာအက်တွေအချောင်းနေနဲ့ဟိုကရေးတာပေါ့နော်လှုပ်လိုက်ဘေးတိုက်ဘယ်လောက်လှုပ်တယ်အထက်အောက်ဘယ်လောက်လှုပ်တယ်ဘေးညာပေါ့ဘေးတိုက်မှာလည်းရှေ့နောက်နဲ့တောင်မြောက်ပေါ့ဒီလိုမျိုးပြတာပဲအဲ့ကဒန်းတွေကိုကြည့်ပြီးအဲ့မြင်းချောင်းလိုင်းလေးတွေတွေ့ရတာဘောပင်နဲ့ပေတာနဲ့တွေ့ရတာပေါ့အဲ့လိုလှုပ်ခဲ့ရတာနောက်တော့ဒီဘက်က2000နဲ့အဲ30 55နောက်ပိုင်းဒီမှာအင်္ဂလိပ်တိုင်းသက်တွေအများကြီးတိုးလာတယ်။တို့တွေအမေရိကန် USGS လည်းပါတယ်စင်ကာပူက Art Observatory ရောစင်ကာပူလည်းပါတယ်။နောက်တရုတ်က La Chinese Academy of Science ဆိုတရုတ်ရဲ့ဒီ Yunnan Psychographic Psychological Journal ရဲ့ပေါင်းပြီးတော့စက်တွေတော့ထားခဲ့တယ်။ထားပြီးမယ်အဲ့မှာသူကလွှင့်တဲ့ဟာတွေပါတာပေါ့နော်။သူတို့ရဲ့လွှင့်တဲ့စနစ်တွေအဲ့စနစ်စနစ်တွေကိုမိုးစလာမှလည်းစုတယ်။ရမယ်တဲ့သူငွေရင်း Institute မှလည်းစုတယ်ပေါ့နော်။ဒါပေမဲ့ပြီးခဲ့တဲ့ကာလမှာ Internet ပြဿနာတွေဖြစ်တယ်။ တယ်လီဖုန်းပြဿနာတွေဖြစ်တယ်အဲ့ခါမှာဒါကတချို့စက်တွေကဖြစ်သွားတဲ့ခါမှာရင်းတော့ဆက်တဆက်ကထူရင်းနေဆိုတာနဲ့တန်ပြီးစင်ကာပူကတန်ရောက်လာပြီးတော့ပြင်တယ်ပေါ့နော်အခုじゃအဲ့လိုပြင်လို့လည်းမရတော့ဘူးမရတော့စက်တွေရဲ့ reliability ကမရှိတော့ဘူးပေါ့နော်အားကိုးလို့မရတော့ဘူးပေါ့နော်အဲ့တော့စက်တွေကလင်းကြီးလို့တဲ့ချိန်မှာစင်ကာပူကလည်းဖမ်းလို့ရတယ်သူတို့စက်တွေကမြန်မာပြည်ထဲမှာရှိတဲ့သူတို့စက်တွေပဲတရုတ်ကလည်းဖမ်းလို့ရတယ်အမေရိကကလည်းဖမ်းလို့ရတယ်ဒါပေမဲ့လည်းအဲ့ဖမ်းလို့ရတဲ့ကဒန်းတွေကိုသူတို့ကောတက်လုပ်ပြီးတော့တုံးနေတဲ့အတွက်ကြောင့်တို့တွေကလည်း ညမပီယာဘုဇလာထုတ်တဲ့ကနန်းကိုသူကအတိမယူတော့ဘူးပေါ့ဘုဇလာထုတ်တဲ့ကနန်းစီပြောလို့မရဘူး။အော်ညမပီယာလည်းသိရတဲ့အတိုင်းပဲသူပြင်ဒီလိုမျိုးအာနာကျင်အစိုးရကြီးလက်အောက်ရောက်သွားပြီဆိုရင်ကနန်းတွေကိုဒေတာတွေကိုလိမ့်နေပေါ့နော်မယုံဘူးပေါ့။ဟိုပွင့်လိမ့်ပွင့်ရင်သူကဘုဇလီဝသားဒီလာဆိုတော့ဟိုတုန်းကလည်းအဲ့လိုမျိုးကြီးရှိခဲ့ဦးတယ်ပေါ့နော်။အပူချိန်တော်မှလားမကွေးလို့ဘာလို့မှဆိုရင်84လို့86လို့ပြလို့ရှိရင်အဲ့ဒါကိုကမ်းမီတာမှတော့ကဖြူလို့ရတယ်ပေါ့။ ကယ်ပဲရည်သွားချူတဲ့လူတွေတေးတယ်လို့မမွေးလို့ပါဘာရည်စင်းချူရင်အခုနောက်ပိုင်းကတရားကျော်တွေဖြစ်နေတဲ့ခါကျတော့မသိဘူးအဲအဲ့တော့အဲ့တော့ကချစ်ဆက်လေးဆိုတာညာထားလို့ပေါ့ဟုတ်တယ်မလားအဲ့တော့ကတေးတယ်အခုမသိဘူးဆိုတာမသိရလူရဲ့ခံနိုင်လောက်လို့မဖြစ်နိုင်အဲ့တော့အခုချင်းကဒီတော့မြင့်ငယ်တဲ့ကာလလည်းရှိခဲ့ဘူးတဲ့ဆိုတဲ့ဘောပေါ့အဲ့တော့ဆူလိုတာကဏ္ဍနေကိုညာလေးရှိတော့ညမာပြည်ရဲ့ network ကိုသူကမတုံ့ပြန်နဲ့ညမာပြည်ရဲ့ network ပဲဒါပေမဲ့နိုင်ငံခြားပြောတဲ့ကဏ္ဍကိုပဲသူကယူသုံးလိုက်တဲ့ခါကျတော့မလိုတော့ဘူးပေါ့ကွာပြည်ရင်းကဏ္ဍကိုသုံးရအောင်မလိုတော့ဘူးပေါ့ဟုတ်ကဲ့ဟုတ်စီရ ဒီလိုပါဆရာဒီ MFB ကလည်းကျွန်တော်တို့နည်းနည်းစုံစမ်းကြည့်တာဗောနော်အဲ့လိုတိမိတဲ့လူနဲ့မေးကြည့်တဲ့အခါမှာဒီကျွန်တော်တို့ငလင်းမက်ဆလာ28နဲ့ငလင်းလှုပ်သွားတဲ့အချိန်မှာဒီမန္တလေးငလင်းတိုင်းဆက်ကအလုံးမလုံးနေဘူးလို့သူကပြောတာဗောနော်ဒီဟာကဒီဟိုတပိတ်ချင်းငလင်းမှာပြီးခဲ့တဲ့ တပိတ်ချင်းငင်လေမှာလည်းအလားတူပဲပေါ့မန္တလေးငလင်တိုင်းဆက်ကမဖမ်းမိနေဘူးပေါ့နော်အဲ့လိုပြောအဲ့လိုသိရတယ်ဆရာအဲ့ဒါဆရာရောဘလို့နားလဲထားလဲဘာကြောင့်ဖြစ်ရတာလဲပေါ့ဆရာရောအဲ့တပိတ်ချင်းငလင်တော့အဲ့လိုမျိုးကြုံခဲ့ဘူးလားပေါ့ခင်ဗျဟုတ်ဟုတ်တယ်တူရီလေနိုင်ငံခြားကဏ္ဍနေပဲယူပြီးသုံးရတယ်အဲ့တော့ကလည်းသူရကဏ္ဍကိုသုံးလို့မရခဲ့ဘူးပေါ့နော်အဲ့တော့အများကြီးရှိတယ်ဖြစ်စစ်တာပြရင်လည်းအရေးတကြီးတင်ရလို့သဘောမထားတဲ့ခါကျတော့ဖြစ်ဘူးဥပမာဆိုတော့တရုတ်ကကဘာကြီးမှာငလင်တိုင်းဆက်ကိုလာလုပ်ပြီးတယ်သူနဲ့တကွာ ့ဆိုပါလို့ဟိုဒါကြီးတရားခံတဲ့ဘက်ထရီပါပါတယ်။အင်းဒါပေမဲ့လည်းမိပြတာကငါးရက်ဖြစ်သွားတဲ့အခါကျတော့ငါးကြီးတရားမတုံးလို့မရဘူး။အားမရဘူး။ဟုတ်ကဲ့။အဲ့လိုဖြစ်သွားတယ်။အဲ့ဒီအခါအဲ့လိုမျိုးပေါ့နော်။ဟိုပကံကလေးတုန်းကဆိုရင်ငလေးတိုင်းတွေကဟိုစက်ကူကုန်နေလို့တဲ့ပြန်ဝယ်မထည့်နိုင်လို့ဒီလိုတဲ့။အဲ့လည်းငငကကနာဝယ်သူတွေအတီးယူရတယ်။အဲ့တုန်းကလည်းပကံကလေးလုတ်ခဲ့တုန်းကပေါ့။ပကံကလေး1986ကအကြီးဆုံးပြည့်ခဲ့တဲ့ကလေးကိုပြောတာ။အဲ့တော့စက်ကူတွေလုတ်တဲ့ခေတ်ဆိုစက်ကူတွေ ဒီဘာရီစီကုန်တော်ဝယ်မထည့်နိုင်လို့လို့ပြောဘူးတဲ့အဲ့တော့ဒါတွေကကြည်ယူဖြစ်စင်ပဲအဲ့တော့ဒုနိုင်ငံကလက်တပတ်ကပြီးမှဘလောက်ပဲကူတာကူတာဟိုတရုတ်တောင်မှပဲလက်လန်သွားတယ်ပေါ့နော်နိုင်ဒီယာဆက်တောင်ကဘက်ထရီတောင်မှတုံးလို့မရဘူးဆိုပြီးတော့အဲ့တော့ဒါကဘာကြီးငင်းလေးဆရာမဖြစ်တာအဲ့တော့じゃဒါဖြစ်တတ်တယ်ဆိုတဲ့သဘောပါပဲဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ဟိုဒီဆရာကလည်းဒီမင်းကလင်းပညာရှင်အနေနဲ့အများကြီးဒီနှစ်ပေါင်းမှတ်စွာလုပ်ခဲ့တယ်ဆိုတော့ဆရာဒီမြန်မာနိုင်ငံမှာရောငလင်း ဒီတိုင်းတာဆက်တွေကဘယ်လိုမျိုးစားနဲ့ဘယ်နှလုံးလောက်ရှိတယ်ဘယ်နေရာမှာရှိတယ်ဆိုတော့အကြမ်းင်းရလေးဖြင့်ပြောပြပေးပါဦးဟုတ်အဲတို့တွေကညာသောအပြင်ကတော့ဘယ်လိုထားလဲဆိုတော့ရှေ့နောက်ပေါ့နော်တန်းပြီးလို့သွားတာပေါ့နော်ဟို GPS ဆိုလည်းအဲ့လိုပဲပေါ့နော်ကလင်ဟိုကြတော့အဲ့လိုပဲတို့ဒီမှာဆိုရင်ဟိုမန်လေးထရန်ဆက်စင်မန်လေးကနေပြီးတော့မှတခါရှေ့ပဲပြင်ဦးလို့ရင်တော့ချူလို့ပဲဒီတက်ပြီးတော့ဆက်တွေထားရတယ်ပေါ့နော်အမအလေးပိုင်းတွင်ဒီမှာပိတိလာတော့ကနေပြီးတော့မှသူကတာစီအဲ့ရနေမှာတောင်ကြီးကနေနမ်ဆန်ထိထားတာလည်းရှိတယ် စက်တွေပေါ့နော်အဲ့လိုဘောတော့စကိုင်းမျိုးပြည့်ပြည့်နဲ့ညောယူမှာကျုပ်နေတဲ့ကလင်းလို့တဲ့အဲ့ဒီကြီးတွေအားလုံးလို့သူကတောင်မြောက်ဒီများတဲ့ခါကျတော့သူကအရှိတောင်တန်းထတာတွေများတယ်ဘလို့လှုပ်ရှားနေလို့သူသိကျင်လို့ပေါ့နော် GPS တွေချတာလည်းအလားတူပဲအရှိနောက်ပဲတန်းပြီးချတာတာများတယ်အဲ့တော့အဲ့လိုမျိုး transit တွေကသူက၄ခုလောက်ရှိတယ်ပေါ့နော်ဟာခါကနေပြီးဆင်းလာတဲ့ဟာပေါ့နော်စကိုင်းတကောင်းလောက်ကနေဖြတ်ပြီးတော့အဲ့လိုမျိုးအရှိတောင်တန်းထတာရှိတယ်အဲ့လိုမျိုးပါပဲမျိုးတွေတမ်းမဲ့တွေတို့တွေအတိအကျမှတ်မိတော့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဆရာဒီလိုပါကျွန်တော်တို့ဒီဒီ interview တွေလည်းလုပ်တယ်စုံစမ်းကြည့်တဲ့အခါကျတော့ဒီအောက်ခြေ station တွေမှာလုပ်လို့ရတဲ့ငလင်ဝန်ထမ်းတွေပေါ့ဟိုကဒီဟိုကပေါ့နော်ဆရာဒီမိုးစလာဝန်ထမ်းတွေပေါ့သူတို့ဘဝကလည်းတော်တော်လေးဟိုဟိုတက်လန်းလည်းမရှိဘူးပေါ့နော်ဝန်ထမ်းဖြစ်တဲ့တက်လန်းရှိတယ်သူတို့ကဘယ်လိုလဲဆိုတော့တချို့အချက်လက်တွေဆိုလို့ရှိရင် research လုပ်ချင်တဲ့လူတွေကသူတို့ဆီကအချက်လက်တွေကိုပြန်ဝယ်ရတာပေါ့နော်ဒီဝန်ဝန်ထမ်းလောကချင်းချင်းမှာသူတို့ဆီကသူတို့ကအနာမျိုးလေးပြန်ရောင်းတယ်အဲ့လိုလေးရက်တီးရဆိုတော့သူတို့ဒီ station မှာလုပ်တဲ့လူလူတွေရဲ့အာ ်သူတို့ရဲ့ဟိုပက်ရှင်ပဲပြောပြောပေါ့ဆရာเนาะဒီပေါ်မှာစိတ်ဝင်စားမှုပဲပြောပြောဒီပေါ်မှာအဲ့လိုပဲပြောပြောအဲ့ဒါအပြင်ဟိုသူတို့ကဘာတကယ်တော့ဘလောက်ထိအရေးကြီးလဲပေါ့เนาะဒီစတေရှင်မှာလုံနေလူတွေကဘလောက်ထိဟိုအရေးကြီးလားပေါ့เนาะဆရာအဲ့ဒါလေးလည်းပြောပြပေးပါဦးဆရာဟုတ်ကဲ့ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ဒါကတဘာဝပေးဆိုတာတည်တဲ့အတိုင်းပဲလေအသက်အန္တရာယ်နဲ့လူတူတယောက်တယောက်ရဲ့အသက်အန္တရာယ်တော့မဟုတ်လူပေါင်းများစွာရဲ့အန္တရာယ်ဒီခုမြင်ခဲ့တဲ့အတိုင်းမန်လင်းကလေးကြီးစိအားလုံးမြင်တဲ့အတိုင်းပဲပေါ့နော်အဲ့တော့ ဒီ Saudi ဒိန်းချောင်းနဲ့ network ပေါ့နော်ခုနောက်ပိုင်းတို့တွေလုပ်နေရတဲ့ automatic set တွေပါလူတိုင်းပြီးလုပ်ကြအောင်လို့ဒါပေမဲ့လည်းပြည့်စည်နေပြီသားမှားနေပြီဆိုရင်သူကတော့ပြင်နိုင်ရမယ်ပေါ့နော်ဟိုပြင်နိုင်တဲ့အခြေအနေကိုမပြီးတော့ဘူးဟိုမီးမီးမလာတော့တော့မီးပြင်နေအောင်လုပ်ဖို့မလိုဘူးဝန်ထမ်းတွေကသူတို့ကမိုးစလဝန်ထမ်းဆိုတာပွင့်လင်းပြောရင်တော့လကအိကာနဲ့တော့မှစားနေကြတာမဟုတ်ဘူးသူကဝန်ထမ်းအနေနဲ့နေစရာလေးရှိတယ်ကိုယ်သိကလေးရှိတယ်ဆိုကျန်တဲ့ချိန်မှာသူတို့ဈေးရောက်နေနေတို့တခြားနေတွေနဲ့သူတို့မှာ ယက်တည်ကြရတယ်အဲ့တော့ဒီလို့ကိုသူချစ်ခင်လို့ဒါလုပ်တယ်နောက်တစ်ခုကတော့နေထိုင်မှုနဲ့ခုနပြောတဲ့ဂုဏ်သိက္ခာတစ်ခုပဲပဲလုပ်ကြရတာဖြစ်နေတယ်အဲ့သူတို့ရဲ့မြေတန်းဒီအလုပ်ပေါ်မှာအာယုံဆိုင်နေကနေတယ်ပေါ့နော်ဒါသူ့နိုင်ငံမှာကြီးနေတဲ့သူရဝန်ထမ်းရန်တရားပေါ်မှာဟိုစစ်ထစဉ်းစားပုံစဉ်းစားနည်းပေါ့အဲ့ဒါကပါနေတာပေါ့နော်သူတို့ကိုယ်တိုင်အလုပ်ကိုခင်တွေ့ရမယ်နောက်ဒီကြားထဲမှာမှအခုလိုမျိုးပေါ့နော်စာနာပြဝဲတွေနဲ့စီရံလုတ်ကြတဲ့အခါကျတော့ပူဆိုးတဲ့ရေချင်းရှိတဲ့လူတွေအများစုကထွက်ကုန်ကြတာများတယ်မကြည့်တော့ဘူးပေါ့နော် တန်တဲ့လူတွေပဲတွေးကပ်ပြီးနေတဲ့လူတွေများနေတဲ့ခါကျတော့ခုနပြောတဲ့အကြီးကြီးတဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးပေါ့နော်ဒီလိုလုပ်ပြရနေဖြစ်မယ်ဆိုတာတို့တို့တွေးပါပေါ့နော်ဒါ10နှစ်တခါဖြစ်တာတို့နှစ်တရာတခါဖြစ်တာတို့90တခါဖြစ်တာတို့တို့တွေထွက်သွားလို့လည်းဘာမှရှိပါဘူးဆိုတဲ့အတွေ့အကြုံပေါ့နော်တနည်းအားဖြင့်ငါနောက်လိုက်တယ်လို့ပြောပေါ့နော်အဲဒါတွေကဟိုဒီလိုမျိုးတွေးကြတဲ့လူတွေများတဲ့ခါကျပြီးတော့ကိုဘွားအရက်တည်ရေးနေလုံကြုံရေးကကိုရေးကြည့်နေတယ်ပေါ့နော်ဒါအဲ့တော့じゃတရားကိုမင်းမဆိုင်မကြတော့ဘူးပေါ့နော်ဟုတ်ကဲ့ပါဆရာ ဆိုတော့ဆရာဒီမိုးစလာပေါ့နော်ဒီဆရာကြီးဥထွန်းလွင်ရှိတုန်းကဆိုကျွန်တော်တို့ဒီရတနာဆိုရလက်ထက်မှာဆိုလို့ရှိရင်ဒီဟိုဟာကျွန်တော်တို့ကိုယ်တိုင် ဒီကြုံတွေ့ခဲ့ရတာပေါ့ဒီမိုးစလဝန်ထမ်းတွေပေါ့တံမိုးထားတယ်မိုးစလအကြောင်းဆိုလို့ရှိရင်ဒီဒီ Facebook တွေမှာရောသတင်းစာချာနယ်တွေမှာရောပေါ့နော်တော်တော်များပြောကြတယ်လူတွေကဒီတဘောပုံချင်းအထင်းထင်းကြီးဘက်ကိုတော့မှဒီစိတ်ဝင်စားလာကြတာပေါ့နော်ဒီဒီမိုးစလနဲ့တူပေါ့နော်ကျွန်တော်တို့ဒီနယ်တွေပါသွားတယ်ဆိုလို့ရှိလို့ရှိရင်လည်းဒီ awareness အသိရောက်ဝင်လာပေါ့နော်အငါတို့ဘယ်သူနဲ့တွေ့မှဖြစ်မယ်ဆိုတဲ့နေရာမှာလည်းဒီမိုးစလအဲဒီအရာရှိတွေပါတွေညာတွေကိုဟိုထည့်သွင်းစဉ်းစားလာကြတာပေါ့နော်ကျွန်တော်တို့ဒီ researcher တွေဆိုလဲအဲ့ဒီဘက်ကိုဟိုတော်တော်လေးဟိုကဖြစ်လာကြတာပေါ့ ဒီအနာသိမ့်မြင့်နောက်ပိုင်းမှာဒီမိုးစလာရဲ့ဒီ reputation ပေါ့ဂုံတိတ်ခါရောအဲသူတို့လှုပ်ဆောင်ချက်တွေအရောတော်တော်လေးဟိုဟာဖြစ်သွားပါဘောနော်အဲအားနေသွားတာပေါ့ပြောရမှာပေါ့ဆရာဟိုဥမာဒီငလင်းမှာကြည့်မယ်ဆိုလို့ရှိရင်ဒီဒီဟိုဆရာဦးမျိုးတန်လည်းဝေးပါမှာလေမိုးစလာရဲ့အလုပ်ကဒီဟိုညာရှင်းနိုင်တဲ့တိုင်းမှာကြင်ညာဖို့ထုတ်ပြန်နေုံမဲမဟုတ်ဘူးပေါ့နော်တကယ်တော့အဲ့လိုဖြစ်နေရပေါ့ဆိုတော့အဲ့ဒီပုံမှာလည်းဆရာဟိုဝေဖန်ပြပါအောင်ကျွန်တော်တို့ရသားစုရလက်ထက်မိုးစလာနဲ့အခုမိုးစလာနဲ့မှာဘာကြောင့်လဲပေါ့နော်ဆရာဟုတ်ကဲ့ ရတာစုရတော့မှမဟုတ်ပါဘူးစစ်စုရနောက်ပိုင်းပေါ့နော်ဟိုတကိနှထောင်နောက်ပိုင်းဒီမှာဟိုဟာမူသလာတော်တော်လေးလှုပ်လှုပ်ခဲ့တယ်အဲ့မှာကြီးနေတဲ့ဟိုဆရာကြီးတွေပေါ့နော်အကုန်လုံးဆရာကြီးဒေါက်တာဇန်လာတော်ကနေစပြီးတော့ဆရာဦးသွန်းလွင်လက်ထက်မှာတော့အတက်ဆုံးပေါ့နော်အများဆုံးဟိုဒူဒီနေရာတိုင်းမှာလူလူပြီးလူလူလူတွေလည်းနှီးစကတ်တယ်အဲ့တော့တရေသမားတွေလည်းနှီးကတ်တယ်အမြဲတမ်းလည်းအပြေပြေးဖို့အစင်းနဲ့ရှိတယ်ရေးလေးကြီးတတ္တိရှိတယ်ပေါ့နော်အဲ့လိုပြောတာပို့လို့တာပေါ့နော် နောက်အနာသိပြီးတဲ့နောက်ပိုင်းမှာ တော့အဲဒီ3လလောက်ဆိုရင်မူဒလာရဲ့ပုံမှန်သတင်းတော်မူရိယတာသတင်းတော်မထုတ်တော့ဘူးအင်းတော့ဒီလေသမားတွေနဲ့ဒီဇိုက်ပြွားမဲ့သူတွေတို့ပြလဲတွေအတွက်ပြီးတငါငါဖမ်းရမဲ့လူတွေကဒီတင်းကိုမိခိုးနေရတာသူတို့မှအဲ့ဒါမရှိတော့ဘူးပေါ့နော်အဲ့တော့တစ်ဖက်မှာတော့ဒီဘက်ကအမျိုးသားညီလေးဆိုရာနေပြီးတော့လူသားဆန္ဒဝိတ္တနာနေထုတ်ပြန်ပေးတယ်ထုတ်ပြန်ပေးတော့ကြမှာမေဂျွန်းလောက်ကြမှာသူတို့စပြီးတော့ပြန်ထုတ်ကြတယ်ပေါ့သူတို့ကြောက်ကြရပဲဒါတော့အဲ့လိုထုတ်ရင်သူတို့အထက်လူကြီးတွေကြိုက်ပါမလားပေါ့ဆိုရဲပေါ့နော် ဆိုတဲ့အမြင်ပေါ့အဲ့ဒါတွေလည်းပါလာတယ်အဲ့ခါကျတော့အလုပ်တွေကိုသူကပုံဝင်လင်းလင်းနဲ့ရေးရေးသေးသေးမပြောရတော့ဘူးပေါ့နော်အဲ့တော့ကျတော့တစ်ဖက်မှာကျတော့သူအရင်တော့ကကျတော့ပြီးခဲ့တဲ့2000ကနေပြီးတော့2020ဒီကာလမှာကျတော့ဒီဟာရဲ့အရေးပါမှုကိုအစိုးရဆိုတဲ့လူတွေကနားလေတယ်နားလေတဲ့ခါကျတော့တောင်းပူထားတယ်ပေါ့နောက်ဆုံးဒေတာအစိုးရတွေကဆိုဒူတွေတာမန်တက်ကူကနေမလင်းသူရနာသွားမယ်ဆိုတာတဲ့မူဇလာလူပါတယ်ဆိုရင်ပို့ပြီးတော့တင်တယ်တံမိုးထားတယ်ဘာလို့ဒါဒီအသက်ဘေး န်နေလေးပေါ့နော်ပညာချင်းရဲ့သူရိနာတက်တက်ဆိုတာလောက်ဒန်းဖြစ်ပြီးတော့ဘုဇလာလာတဲ့ဆိုရင်ဒါဘိုးအကြီးကြီးရဲ့လို့မြင်ရတယ်ပေါ့ခုနောက်ပိုင်းကျတော့အဲ့လိုအတိထားမှုတည်ကြောကြပါတယ်ပေါ့အဲ့တော့လူတွေရဲ့ရည်ချင်းလည်းပါတယ်ဥပမာအခုကြည့်နေတဲ့အရာကြီးတွေတဲ့တချို့တွေဆိုတို့တွေနဲ့အတူတူပဲဒါလေးအင်္ဂလိပ်ဆိုဒါလေးအင်္ဂလိပ်ဖြစ်တာနဲ့တန်းပြီးတော့ဝင်စင်းကြတယ်တပေးချင်းအင်္ဂလိပ်ဆိုလည်းအဲ့လိုပဲအတူတူတန်းပြီးတော့စင်းကြတယ်လီလာကြတယ်ပေါ့နော်ဖြစ်နိုင်ရည်ဒီဆက်တွေ့စားကြတယ်နောက်တဲ့သင်ခန်းစာတွေလည်းယူကြတယ်သူရိနာဇာတ်တန်းတွေလည်းကြီးကြတယ်ဒါပေမဲ့အခုကျတော့မရောက်ကြဘူ သွားဖို့လေသူတို့အားပေးခဲ့ဖို့လည်းမရဘူးအဲ့တော့လူတွေတွေပြောက်နေတော့တို့တွေအောင်စိတ်ပူရတော့ဘယ်တွေရောက်နေကြလဲသူပြောတခါတလေအเจ้าမှာစကားသံလေးထွက်လာတယ်အဲ့တော့ပုံဝင်လေးနေမပြောရဲကြောက်ဘူးကွာအဓိကအခြေခံတော့ပါပဲအကြောက်တရားနဲ့နှုတ်တဲ့နေရာမှာဆိုတော့သူတို့ကြောက်တဲ့ခါကျတော့မပြောရဲဘူးပေါ့ကြောက်တယ်ဆိုတာတကယ်ကြောက်တာလားတော့ဝင်အထက်လူကကြိုက်ပါမလားဆိုတော့ဟိုကွာဒီနေ့လမ်းနေရလားဆိုတာလည်းရှိတော့ပေါ့နော်အဲ့လိုကွာသွားတာပါပဲဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ဟို ဒီဆရာပြောมาပဲကျွန်တော်ထပ်ဆင်မေးခွန်းလေးတစ်ခုမေးရင်မေးချင်တာကဒီဘိုးစလာဟိုပေါ့နော်အခုကစိတ်ဝင်စားတဲ့လူလူငယ်တွေရောရှိသေးရလားပေါ့နော်ဥပမာဆရာတို့ဒီမေးလင်းငင်းကောမဒီဆိုတာမျိုးရှိခဲ့တယ်အခုချိန်မှာတော့ဟိုဟာဒီဟာက လူပေါ့လူရှိလဲတိတ်မထွက်လာတော့လူလည်းတိတ်မသိကြဘူးပေါ့ဆိုတော့ပြောနေတာဒီကျွန်တော်တို့ဟိုမြန်မာနိုင်ငံကဥပမာဒီအလဲပိုင်းဒေတာကဒီငလင်းနဲ့ကိုအိစစ်လောက်ဖို့ပေါ့နော်အရှင်တူရှင်တွဲနေထိုင်ကြဖို့ဆိုပြီးတော့ဒီနှစ်ပိုင်းဒီမှာသူပြောလာကြပေါ့နော်ကျွန်တော်ကတော့ဒါဟိုအရင်ကငလင်းနေမှာဒါမျိုးတိတ်မကြမကြခဲ့ဘူးမကြခဲ့ဘူးပေါ့နော်ဒီလိုမျိုး campaign လို့တခုပေါ့ဆိုတော့အဲ့လိုကိုအိစစ်လောက်ဖို့အတွက်ကိုတစ်ဖက်မှာကြည့်စဉ်းစားကြည့်တော့ဒီငလင်းနဲ့ပတ်သက်တဲ့ပညာရှင်တွေတကယ်ကျွမ်းကျင်တဲ့ဒီမျိုးဆက်ကရောဟိုဟာရှိနေသေးလားပေါ့နော်ဆရာဟိုအဲ့လို ျွန်တော်တို့နိုင်ငံမှာပို့ပြီးတော့လိုအပ်တယ်လို့ထင်ရတဲ့ဒီပညာရှင်မျိုးဆက်ကရောဘလူးချင်းနေရှိလဲဗောဆရာဟုတ်ရှိတည်ပါတယ်အထူးပြုအိတ်တကြီး2000နဲ့2020ကြားပါဗောတို့တွေအများကြီးပဲမွေးထုတ်ဖြစ်တယ်တို့တွေငယ်တွေတို့တွေတပည့်တွေကတို့တွေတော်ပို့တတ်နေကြပြီပညာရတွေတင်တယ်နိုင်ငံတကာမှာလည်းသွားပြီးတင်ကြတယ်ဂျပန်တို့တရုတ်ပါလဲတရုတ်ကလည်းတော်လေးလေ့ကျင့်ပြီးတဲ့တရုတ်နိုင်ငံဘွဲရတဲ့ဒေါက်တာတွေကိုရှိတယ်တော်လေးတော်ကြတယ်ဒါပေမဲ့လည်းအများစုကအခုချိန်မှာဒီထက်မှတိတ်မရှိကြဘူးဗောနော် ဒါပေမဲ့အထီးတိုင်းပြောင်းလာကြပါပါအချို့တွေကလည်းဆွေရလုပ်တယ်မှာမရှိကြတော့ဘူးပေါ့နော်မရှိကြတော့ဒါပေမဲ့လည်းပညာရှင်တွေလည်းတော့ရှိနေတယ်တော့ဂလင်လုပ်တော့လေတို့တွေတော့ရောက်ဆောင်ကြည့်တဲ့အချိန်မှာပြည်ရင်းပြည်ပါအကုန်လုံးအဲ့လိုမွေးထုတ်ထားတဲ့ပညာရှင်တွေပါပါတယ်မူဇလာမှာလည်းမူဇလာကလည်းမွေးထုတ်ထားကြတာတွေရှိတယ်ဒါပေမဲ့သူတို့တွေဒီမပြောရဲမဆိုရဲလို့ဒါလင်းမလို့ရဲမကန်ရဲလို့ဖြစ်နေမှာပေါ့နော်အဲ့တော့အနာဂတ်တွေတို့တွေမှန်းထားတာတွေရှိတယ်ပေါ့နော်ဒီလိုဒါ ဒီဆရာနာသိမှုတောင်ဖြစ်ခဲ့ဦးလို့တို့တွေဥပါစွာတို့နိုင်ငံသားမှာတို့တတိယထဲမှာကို၄ယောက်လောက်ကိုဘာသာရေး၄မျိုးနဲ့ပေါ့အင်္ဂလိပ်နဲ့ပတ်သက်ပြီးတော့ရှူတောင်၄မျိုးလောက်နဲ့ထည့်ပေးထားတာရှိတယ်သူတို့တွေကိုနောက်တစ်ချိန်မှာတို့ဟိုခေတ်ကတို့ဒီမှာပြည်ထဲမှာပို့ပြီးတော့အလုပ်လုပ်လို့ကောင်းလာတဲ့အကုန်ပြန်ခေါ်ပြီးတော့စီစင်တာစီပြန်ထောင်ပေးဖို့ပေါ့သူတွေနာဌာနတွေထောင်ပေးဖို့ဆိုတော့အစီအစဉ်နေလက်ရှိလို့လုပ်လဲလုပ်ခဲ့တာလည်းရှိတယ်ဒီလူတွေလည်းလူတော်လူငယ်တွေရှိပါသေးတယ်ဥစ္စာကမပြတ်သွားဘူး ဟိုတို့မျိုးဆက်ကပို့တော်တော်တယ်လို့ပြောလို့ရတာပေါ့တို့တွေတော့ဘာမှမသိပဲနဲ့ဇန်တော်ဝါနဲ့လူရင်းထဲမှာနိုင်ငံတကာဘောင်ဘောက်ကတွေနဲ့ပညာရှင်တွေပေါင်းရင်တပိ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 ု့တက်လာတာပေါ့နော်တို့ခေတ်ကြတော့ပို့ပြီးတော့တကယ်ကို property train လုပ်ထားတာရှိပါတယ်တခြားဟိုနိုင်အစီရေးဘက်ကိုကြည့်လို့ရှိလို့ရှိရင်လည်းသူတို့ကဒီငလင်းလှုပ်ပြီးတဲ့အချိန်မှာဒီဒီတခြားအပြစ်ရက်သွားတာတွေကြောင့်ရောတခြားအကျိုးမြတ်တွေအများကြီးရတာကိုဟိုတွေ့ရပါဘောဆရာဆိုတော့ဒီငလင်းကအဲ့လိုဆရာကြောင့်လည်းတချို့ကနိုင်ငံရေးငလင်းအဲဆိုပြီးတော့တုံးနှုံးကြပါဘောဆိုတော့အဲ့ဒါကိုလည်းဆရာဟိုက ဝေဖန်ပေးပါအောင်သုံးသပ်ပေးပါအောင်ဆရာဒီဟာကမင်းရောက်လိုက်ဘလို့ဘလောက်အမျက်ထွက်သွားလဲပေါ့ဒီငလင်းကြောင့်ဒါသင်းလောက်မှန်တော့ပေါ့နော်နမူနာပြောရရင်တော့စီရေးဘက်မှာဆိုရင်ဟိုမှာကိုကန့်တဲ့ကိစ္စပေါ့နော်ဒါဆိုလည်းသူငလင်းကိုအကြောင်းပြပြီးတော့ပြုတ်ရဲ့ကုညီပစ္စည်းတွေကိုရအောင်လုပ်ရင်းနဲ့ကိုကန့်ကိုဒါကျိုးကနေဖေးအောင်လုပ်တာတော့မှာအကွေရဲ့ politics ကိုပြောကြတာပေါ့နော်ဟုတ်ကဲ့အလားတူပဲဒါတွေအားလုံးကတော့ပြီးတဲ့ပြီးတော့ဒီစားစရာတောက်စရာတွေအားပြီးတဲ့ကိုရောက်လာတာတော့မှန်တယ်ဒါပေမဲ့လေတကယ် တိကြိုက်တဲ့လူတွေလက်ထဲကိုဘယ်လောက်ရောက်တယ်လဲဗဏ္ဍာခံတို့ရောက်တယ်လဲဆိုတာအများကြီးစဉ်းစားကြရလဲဖြစ်တယ်ပေါ့နော်အလားတူပဲငွေတွေလည်းလူကြတယ်နိုင်ငံတကာမှာကြီးရဲ့တာမန်ပြည်သူတွေပေါ့မြန်မာတွေမှမဟုတ်ဘူးနော်နိုင်ငံခြားသားတွေကလည်းဒေါ်လာ100ဆိုတဲ့100တောင်ဆိုတဲ့တောင်လူကြတဲ့ငွေတွေဝင်လာတယ်ဒါစင်ငယ်စင်ငယ်ဝင်လာကြတယ်ဝင်လာတယ်မီလန်မျိုးစုံတရိုက်တာအဖွဲ့တွေ CEO ရောပဲဟောတရိုက်ခံစားရတဲ့လူတွေ CEO ဝင်လာတာအားလုံးကြားကနေဖမ်းပြီးတော့ယူလာပေါ့ကွာဒါချင်းချင်းပြောရင်တော့ဟိုဟိုဟိုဘာခေါ်မလဲ ငါနေတဲ့လူစီစီကနေလူပြီးတော့စားတဲ့သဘောပဲပေါ့နော်ဒီလူမျိုးဖြစ်ခဲ့တာပေါ့အဲ့တော့နိုင်ငံရေးရောစီးပွားရေးရောသူကကြတော့ပြည်ချီရကိုက်နေတယ်ပြန်ဆောက်ဖို့ဆိုတော့လေသူ့ဘက်ကစိုက်ဖို့တခုမှဝင်စားဝင်မယူအကုန်လုံးမူရင်းကန်ထွိုင်းတွေသောပါလားလို့စလစ်ပတ်ပြီးတော့ရှောက်လို့နေတာပဲတွေ့ရတယ်ပေါ့နော်အဲ့တကယ်တကယ်ပြီးတော့ခုနပြောတဲ့လုပ်ငန်းရှင်တွေစီကနေပတ်စံကိုလူခံတယ်လူခံပြီးတော့လေသူတို့ဒီဟာနဲ့ဘာတွေပူပြီးပြည်သေးလဲဆိုတာလည်းမမြင်ရဘူးစီးရင်တရားနဲ့ဝင်နေမြင်တာကိုလည်းဘာမှမရှိဘူးပေါ့နော်အဲ့တော့ငလင်ရောက်နိုင်ငံရေးမှာသူတွေ့ကြတော့ ဟိုဟိုအပြတ်ထွက်တယ်လို့မြင်ရတာတော့ရှိတယ်ဒါပေမဲ့ငယ်ကတည်းကတော့နိုင်ငံရေးသဘောကတော့နိုင်ငံရေးသဘောတိတ်ခါနဲ့လုပ်ရတဲ့အလုပ်လေသူရဲ့ legitimacy ပေါ့တရားဝင်မှုပေါ့အကုန်လုံးကကြပါတယ်အကုန်လုံးကဒါတစ်ကမ္ဘာလုံးကမြင်ရတာပဲလေအဲ့တော့ကျွန်တော်ပြီးတဲ့လူတွေကလည်းဘယ်သူမှသူ့လက်ထဲကိုတည့်တဲ့မပြီးဘူးအားလုံးကမစင်မဲခုနပြောတဲ့သင်္ကန်းဖွဲ့စည်းတွေကစင်မဲပြီးရတော့ပေါ့နော်အဲ့တော့သင်္ကန်းဖွဲ့စည်းကပြီးတဲ့ဆိုတော့အားလုံးသိတဲ့အတိုင်းပဲပေါ့နော် you are best ဖြစ်ပြီး and you and you တွေကနေ single single ပြရတဲ့ကတော့နောက်ဆုံးကာယကံကျင်တဲ့တဲ့ရောက်တဲ့ဝိပါဒတွေအများကြီးနေသွားတော့ပေါ့နော်အဲ့တော့အဲ့ဒီဘက်ကနေတရိုက်တူတဲ့ငွေရလည်းတဝက်ရောက်ဖို့တောင်မှကံကောင်းပေါ့အဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့သူတို့လက်ထက်ကတစင်သွားတဲ့ငွေကတော့ပူဆိုးသွားတာပေါ့ဒါကတော့တဝက်မျိုးနဲ့တန်းပါဆန်းတော့ရောက်ရလားမသိဘူးပေါ့နော်ခုနတရုတ်တွေဘာတွေကိုယ်တိုင်ကနိုင်ငံသားတွေကိုယ်တိုင်ကကိုယ်တိုင်လာပြီးတော့ပြပြနေစောက်တဲ့ဟာမှမှနေလို့နေဖို့ဖွင့်ရကြတယ်ပြီးသူတွေမှာ ်ဒီသက်တာသေးရပေါ့နော်ဒါကတော့တော်သေးတဲ့ယူအောင်ပေါ့ဒါပေမဲ့နောက်တော့မှထိုင်ဝမ်အဖွဲ့ဆိုရင်ပိတ်ပလိုက်လို့ပြန်သွားရတာမျိုးတွေရှိတယ်နိအဲ့လက်တွေ့သဘောရပြီးတော့လည်းဟိုစင်ကာပူအဖွဲ့တွေဝင်လာတဲ့ဆိုလည်းတန်းပြီးတော့မန္တလေးကိုတော့မခေါ်သွားဘူးနေပြီးတော့ခေါ်သွားပြီးတော့သူတို့ကိုကြိုးပဲကိုဦးစားပေးတုံးသွားတာမျိုးပေါ့နေပြီးတော့တောင်းမှနေပြီးတော့အစိုးရရုံးနေယူစီသွားတာမဟုတ်ဘူးเนาะသူတို့စစ်တပ်တွေကအင်းဟာဒီသူတို့ရဲ့မြေအောက်လိုင်းကောင်းနေဒီကိုပဲခေါ်သွားပြီးတော့ သုံးချပြစ်တိုက်တာမျိုးတွေတော့တွေ့ရတယ်အဲ့တော့ငွေနဲ့ပတ်သက်ပြီးသူကမြတ်သလားဆိုတော့မြတ်တင်တော့တော့မြတ်ပါတယ်ဒါပေမဲ့နိုင်ငံရေးရတော့တို့ရတော့ဒါတော့ပူပြီးတိခါကြားနေတဲ့အကြောင်းအရာတွေတော့မြင်ပါတယ်ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးများတင်ပါတယ်ဆရာဟုတ်